အဲဒီကတော့ကျွန်တော်တို့ဘယ်လိုမျိုးဘယ်လိုမျိုးလဲဆိုလို့ရှင် exchange listing ပဲဖြစ်ဖြစ်ဘယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုပါပဲလောက်ချင်လောက်ချင်ဟိုးချင်ဟိုးဟိုးထားချင်တာလားဟိုးတယ်ဆိုတာကကျွန်တော်တို့ကဝယ်စုတဲ့ပုံစံမျိုးပေါ့နော်အဲဒီခါလေးဆိုဟိုးထားရဲ့ဆိုဘာလဲဆိုရင်ဘာမှဆက်ပြောလို့မရတော့ဖြစ်သွားမယ်အဲအဲ့ဒါဆိုတဲ့အခါကျဟိုးတယ်ဆိုတာကဟိုးတယ်ဆိုတာကတော့ဂိုင်းထားတာပေါ့နော်ဂိုင်းထားတာတော့မဆန်ပါ ဟုတ်ကဲ့ပါအဲဟိုထားခြင်းတဲ့သူတွေဒါမှမဟုတ်ရင်ရောင်းဝယ်လုပ်ခြင်းတဲ့သူတွေအမြဲနည်းနည်းလေးနဲ့အမြဲနည်းနည်းလေးနည်းနည်းလေးလိုက်လိုက်စုနေစုခြင်းတဲ့သူတွေအတွက်ဆိုဒီ sport trading ကအသုံးဝင်ပါလိမ့်မယ်ပြီးတော့ rate နေခြင်းတဲ့သူတွေအတွက်ဆို sport trading ကပို့ပြီးတော့ကောင်းနေပါတော့ဟုတ်ကဲ့ပါဒါဆိုရင် next slide လေးပါရှင်အဲဆိုရင်ခုနပြောတဲ့အတိုင်းပဲတရားကတော့ figure အချိန်မှာ တကယ်အချိန်ကိုမမတ်မိဘူးလို့ပြောတဲ့သူတွေဆိုရိုက်တော့မှာဘာလို့လဲဆိုတော့ဒီမှာခဏခဏပါရနော်ဖိကဲအချိန်ညဒီဟာပါလို့ပြထားတာဒီလိုမျိုးအပြာလေးနေဆိုဖိကဲအချိန်မှာဒီမှာဖိကဲအချိန်လေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီအောက်မှာ trade strategy တက်လေးရှိတယ်ဒီအောက်ဘာမှလေအောက်ဘာမှခလေကောင်တက်တဲ့မှာ trade strategy နေရာလေးရှိတယ်အဲ့ဒီ trade strategy နေရာလေးထဲမှာဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီ sports strategy လေးကိုမြင်ရမယ်ပေါ့နော် sports strategy လေးကိုမြင်ရမယ်ဒီဘက်ဘိုင်ဘက်ကဆိုလို့ရှိရင်ကိုကဝယ်ချင်တဲ့ coin နေအဲဆဲဘက်ဆိုရင်တော့ရောင်းချင်တဲ့ coin ပေါ့နော် ီမှာပုံမှန်မြင်နေရတဲ့ BGB USDT ကတော့ကျွန်တော်တို့ရောင်းချင်တဲ့ trade ချင်တဲ့ပဲပေါ့နော် trade ချင်တဲ့ပဲဖြစ်ပါတယ် BGB USDT နေရာမှာတကယ်လို့ဒါအဲ STB token listing လာခဲ့ပြီပေါ့နော် STB token listing လာခဲ့ပြီဆိုအဲ့နေရာမှာဘာဖြစ်မှာလဲဘာဖြစ်မယ်လို့ထင်လဲဒါပေါ့ဒါပေါ့ STB USDT ဖြစ်မှာပေါ့နော် STB USDT ဖြစ်ပါမယ်ဒါဆိုလို့ရှိရင်ကိုကဒီ exchange မှာဆိုလို့ရှိရင် spot trading ကိုက ခုနကတော့ရှေ့မှာပြောခဲ့တယ်လို့ပဲ STV ကနေပြီးတော့ Vicket ထဲကိုဘယ်လိုရွှေ့လို့ရလဲဆိုတာခုနပြောခဲ့တဲ့ဟုတ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကခုန USDD နေရာမှာဘာထည့်လို့ရလဲဆိုတော့ STV token ကိုထည့်ပြီးတော့ Vicket ထဲကိုလွှဲခဲ့လို့ရပြီနော် Vicket ထဲကိုလွှဲခဲ့လို့ရပြီဆိုရင် Vicket ထဲကိုရောက်ပြီဆိုရင်ဘာဆက်လုံးမှလဲလို့မေးရတဲ့သူတွေအတွက်ဆိုဒီ spot trade လို့ရပြီရောင်းမဲ့သူကရောင်းမယ်ဝယ်မဲ့သူကလည်းဝယ်မယ်အဲ့ဒါဆိုရင်ရှင်းပြီနော်ခုနကတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ STV ကနေပြီးတော့ Vicket ရဲ့ chain ကိုဝင်လွှဲတယ် ဝင်လွှဲတဲ့နေရာမှာ USD နေရာမှာဆိုလို့ရှိရင် SDB token ကိုထည့်လို့ရတယ်။လေ့ကျင့်လုပ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလွှဲလို့ရပြီလေနော်။ဒါက big age chain မှာမဟုတ်ဘူးနော်။တခြား age chain တွေမှာ list တယ်ဆိုလို့ရှိရင်ကိုစိတ်ကြက်ကိုလွှဲကြည့်တဲ့ age chain ကိုဒီနေ့အတိုင်းပဲလွှဲလို့ရတယ်။အဲ့ခါကျတော့လွှဲလိုက်မယ်။လွှဲပြီးပြီဆိုရင်ပဲရွေးတဲ့အချိန်မှာ spot rate ကိုဝင်မယ်။အဲ့ဒီအချိန်မှာလေကျွန်တော်ကျွန်တော်တခုပြပြချင်တာ။ listing လုံးနေတဲ့အချိန်မှာဆိုရင်တူတူကိုကိုလေးကိုမေးချင်တယ်ဆိုရင်လေဘာမှမေးလို့မရတော့ဘူး အဲ့ဒီအချိန်တန်ကိုကဘယ်လိုဖြစ်တယ်လဲဆိုတော့စိတ်တီးတူပါပေါ့နော်စိတ်တီးတူတယ်အဲ့လိုမျိုးဟွန်သူတို့ကငါမင်းနဲ့အောင် feeling ဖြေကြဘူးပေါ့အဲ့ကိုကလောနေပြီပေါ့နော်ဟိုခုတည်းကမင်းနေ့တော့ကိုမလင်းပြောတယ်ဖုန်းမဝင်နေဆိုတော့အဲ့ဒါပဲဦးမြောင်ရောင်းတဲ့အချိန်မှာကိုမရောင်းလိုက်ရရင်ငါရှုံးတော့မယ်သူများဝယ်တဲ့အချိန်မှာငါမဝယ်လိုက်ရင်ဒီစိတ်မရတော့ဘူးဆိုရယ်ဖုန်းမဝင်တဲ့စိတ်နဲ့ပို့ပြီးတော့တောက်ကရောက်လိမ့်မယ်။အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီနေ့ record ကိုပြန်ပြီးတော့နားထောင်နေသူပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်အခုအဲဒီ ကက်မြန်မှာရှိနေဒီတင်တယ်မှာရှိနေသူတွေပဲဖြစ်ဖြစ်ဆိုတိတိချာချာလေးလိုက်ပြီးတော့နှာထောင်ကြည့်ကြည့်ပေါ့နော်နှာထောင်ကြည့်ပါဒါဆိုရင်ဒီနေရာမှာဆိုရင်အဲ့ဒါဆိုရင်အခုကျွန်တော်တို့ပြောတဲ့အတိုင်းနှာထောင်နေရဲဆိုရင် listing လောက်လာတဲ့အချိန်မှာဘယ်သူမှမေးစရာမလိုတော့ခက်တီတီပဲ listing လောက်တယ် okay listing လောက်ပြီဒါဆိုရင်ပထမအဦးဆုံးဘယ်လိုလုပ်မှာလဲ forget ထဲ SDB token ကို forget ထဲရွှေ့မယ်ဒါမှမဟုတ်တခြားအခြေတစ်ခုခုရွှေ့မယ်ရွှေ့ပြီးပြီဆိုရင်ဘယ်လိုလုပ်လို့ရလဲ spot ထဲဝင်မယ်လေရောင်းမယ်လေဟုတ်တယ်မလားဝယ်မဲ့သူကလည်း USDT ထည့်မယ်စပေါ်ရရနေတော့ဝယ်မယ် ဒါဆိုရင်ကျွန်တော်ထင်တယ်လွယ်လွယ်လေးလေးဟုတ်တယ်မလားသူများကိုမေးစရာမလိုတော့ဘူးဒီနေ့တင်နေလာတဲ့သူတွေဆိုရင်ကျွန်တော်ထင်တယ်တိတ်သွားပြီလို့ထင်ပါတယ်ဟုတ်ကဲ့ပါ next slide လေးပါကဲဒီနေ့မှာလာပါပြီအဲကျွန်တော်တို့ကဒီမှာဘိုင်းနေရာလေးကိုများလေးထိုးပေးထားတယ်နော်ဘိုင်းဆိုရင်ဝယ်မဲ့သူကဘိုင်းဒီဘက်က10ကတော့ရောင်းမဲ့သူက10ဒီမှာ market ဆိုတဲ့နေရာလေးကိုလည်းများလေးထိုးပေးထားတယ်နော်ဟုတ်တယ်ခက်တီတီပဲရောင်းလို့ပဲလို့ရပြီเนาะဘသူ့မှာဘာမှမေးစရာမလိုဘူးကိုကိုကိုတိဒါပေမဲ့ခက်တလီကြတော့ အရေးပေါ်ဆိုရင်လေလူတွေကကြောင်ကြောင်ကြောင်ဖြစ်သွားကြအတိလာအဲ့လေအဲ့လိုရှိရဆိုအရေးပေါ်ဆိုရင်လေခြေတုံလက်တုံနဲ့ဘယ်ဟာဘာဆက်လုံးလို့လောက်ရမှန်းမသိဘူးဖြစ်သွားတာအဲ့ခါကျတော့ကိုရီက STV listing မလာခင်ကတည်းကအာပွဲမဝင်အပြင်မှာကျင်းပအဲ့လိုပုံစံမျိုးတခြားတုတ်ကင်တစ်ခုခုအဝယ်ဆန်းကြည့်ပေါ့နော်ဝယ်ဆန်းကြည့်ပါအဲ့တော့မှဒီဝိတ်ချင်း listing နေလာတဲ့အချိန်တုတ်ကင် listing နေလာတဲ့အချိန်မှာဆိုအေးအေးဆေးဆေးလုပ်လို့ရမှာဖြစ်ပါတယ်ဒီမှာ market နော်ဒီမှာဆက်ပြီးတော့ရှင်းပြလိုက်တော့မယ်နော် market market ဆိုတဲ့နေရာမှာတော့ဒီဘက်ဘေးမှာအများလေးရှိပါတယ် market ရဲ့ဘေးမှာအများလေးတွေ့လာအဲ့ဒီအများလေးတွေမှာဆိုတချက် function တွေအများကြီးပါတယ်ကျွန်တော်ကတော့ဒီနေ့နှစ်ခုပဲပြောပြပေးမယ် market နဲ့ limit ကိုနှစ်ခုပြောပြပေးမယ်ဘာလို့ဒီနှစ်ခုပဲပြောပြပေးရလဲဆိုရင်ဒီနှစ်ခုကပို့ပြီးတော့အာ beginner တွေအတွက်လည်းအသုံးဝင်တယ်လို့ပို့ပြီးတော့လည်းအသုံးများတဲ့ function နှစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်တခြားဒီ ချက်ထဲမှာပြောနေရဲ့ TBSL လို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်ကဒီ Cryptonova ရဲ့ YouTube channel မှာ live တင်ထားတယ်ဒီနေ့ပြောတဲ့အကြောင်းအရာတွေမှမဟုတ်ဘူးတခြား vegan နဲ့ပတ်သက်တာ crypto နဲ့ပတ်သက်တဲ့ knowledge တွေအကောင်လုံးဒီကျွန်တော်တို့ Cryptonova ရဲ့ YouTube channel ကို follow မလုပ်ရသေးဆို follow လုပ်ပြီးတော့သွားပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့ promotion လေးတစ်ဖြတ်ပါโอเคပါဒါဆိုရင်ဒီ market လေးကိုစပြလိုက်မယ်เนาะ market ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က ကိုယ်တိုင်စီတတ်မှတ်ဆရာမလို့ဒီမှာကျွန်တော်တို့က market ကိုရွေးလိုက်တာ ਨੇ fair and market price ဒီဘက်ဘေးမှာရှိတယ်4.513ဆိုရယ်ဈေးလေးတွေ့လား4.513ဆိုရယ်ဈေးလေးမြင်ရလားအဟဟုတ်တယ်ဒီဘက်ဘေးမှာ market price ဒါလေးကို market price လို့ခေါ်တယ်ဒီ market price ကဘလို့လို့ auto အဲ့ဒီဈေးနဲ့ပဲအယောင်းဝယ်လောက်သွားမှာနော်အဲ့ဒါကြောင့်မလို့ကိုကဒီဘက်ဘေးမှာ market ကိုရွေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီဘက်ဘေးမှာဖြစ်နေတယ်4.513ဆိုရယ်ဈေးနဲ့ auto အယောင်းဝယ်လောက်သွားမှာ ကိုဘာဈေးမှထည့်စရာမလိုဒါပေမဲ့အခုမကောင်းတဲ့အချက်ကဘာလဲဆိုရင်တခါတလေမှာကျွန်တော်တို့ကဒီ exchange list တွေလာပြီဆိုရင်လူတွေကရောင်းနေသူလည်းရှိတယ်ဝယ်နေသူလည်းရှိတယ်ဆိုတဲ့အခါကျတော့သူ့ရဲ့ exchange ရဲ့ဒီ trading volume တွေကစောင့်တက်တယ်စောင့်ကြတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့က market price နဲ့ထားတဲ့အချိန်မှာဆိုရင်ကန်ကောင်းတဲ့သူကကောင်းကန်ကောင်းတဲ့နောက်တစ်ခုကလက်မြန်တဲ့ဆိုတဲ့သူကတော့မြန်ကောင်းမြက်လိမ့်မယ်ဒါပေမဲ့ လက်နှေးတယ်တံကောင်းမှုမကြည့်တတ်ဘူးဆိုတဲ့သူကတော့ပေးကြတယ်ရှုံးဖို့ပုံများတယ်ပေါ့နော်အဲ့ဒီကြောင့်မလို့ market price ကအဲ့ chain listing စစချင်းအချိန်တွေမှာမတုံးတင်ဘူးတခါလေးပြောလိုက်ပြီနော်အဲ့အဲ့ဒီအချိန်ကျမှအဲ့ဒီအချိန်ကျမှပြောပြောမပြောဘူးဆိုမလုံးနဲ့နော်ပြောလိုက်ပြီနော်အဲ့ chain listing စစချင်းအချိန်တွေမှာ market price ကိုမတုံးတင်ပါဘူးဘာလို့လဲဆိုလို့ရှိရင် သူက trading volume ကအတက်အကျအရန်ကျန်းတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလိုချင်းတဲ့ဈေးကွက်တိမဖြစ်တာပုံများများတယ်ပေါ့နော်များတာဖြစ်တဲ့အတွက်ကြောင့်မလို့ market price တိကပုံမှန်စမ်းကြည့်ုံတခြား coin ပေါ့နော်အတက်အကျငိမ့်ငိမ့်လေးပဲဖြစ်နေတဲ့ coin မျိုးဆိုစမ်းတင်ပါတယ်ဟုတ်ကဲ့ပါဒီမှာဝယ်မဲ့ပမာဏ order value မှာတော့ကိုကဝယ်မဲ့ပမာဏကိုထည့်ရမှာဖြစ်ပါတယ် တကူတတိထားမှာကရောင်းတာပဲဖြစ်ဖြစ်ဝယ်တာပဲဖြစ်ဖြစ်စပော့မှာဆိုရင်9ဒေါ်လာစပြီးတော့လုပ်လို့ရပါတယ်။ဒါပေမဲ့အဲ့ဒီ9ဒေါ်လာတိက face ပေါင်ပြီးတော့လောက်ရမယ်ပေါ့နော်။တစ်ခါလေဆိုရင်အင်းသူတင်လိုက်တာ9ဒေါ်လာငါ9ဒေါ်လာထည့်ရမရဘူးဆိုပြီးတော့ online ကြာမှာဆိုလို့ trading fees လိုပါတယ်။ trading fees လိုပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က9ဒေါ်လာလောက်ချင်းနေဆိုရင်9ဒေါ်လာ9ဒေါ်လာထက်နည်းနည်းလေးပို့ပြီးတော့ထည့်ပေါ့နော်ဒါဆိုတော့ quantity လောက်ပါပဲ ။ဟဲ့ဒီမမရဲ့ခုနကပြောခဲ့တဲ့ market အကြောင်းလေးကိုကျွန်တော်ထပ်ပြီးတော့ပြပြပေးမယ်ပေါ့နော်။ကျွန်တော်ရဲ့ခြေကွဲပွဲဇလန်းလေးကိုထည့်ပြီးတော့ပြပြပေးမှဖြစ်ပါတယ်။ဘယ်လိုမျိုးဖြစ်တာလဲဆိုတော့အဲ့ဒီအချိန်လုံးကငွေလေးနှစ်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 တစ်နှစ်ကျော်နှစ်နှစ်လောက်ကပေါ့နော်။အဲ၃၃ရက်လောက်ထပ်ပြီးမစားနိုင်ဘူး။အဲ့ဒီအဲ့ဒီဟာဖြစ်သွားတာပေါ့နော်။အဲ့ဒီအချိန်လုံးကဒီကျွန်တော်ဘလောက်ရှုံးတယ်လဲဆိုရင်85 83လောက်ထိရှုံးနေပေါ့နော်ရှုံးသွားတာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကဒီ cricket မှာမဟုတ်ဘူးဘိုင်းဖက်မှာ ိုင်ဘက်မှာ token splash ဆိုတာရှိတယ်အဲ့ဒီမှာတွားပြီးတော့ပါလိုက်တာအဲ့ဒီ campaign ကိုတွား join တာပေါ့နော်အဲ့ဒီ token ရဲ့ campaign ကိုတွား join တာ join တဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကအခုဒါကျွန်တော်က sharing နေလုပ်ပေးနေတာကျွန်တော်ကိုယ်တိုင်လည်းဟိုသတိမထားမိလို့မှားတဲ့အမှားပေါ့နော်ကျွန်တော်ကဒီမှာ market price ထားလိုက်တာ market price ထားပြီးတော့ဒီမှာသူကအဲ့ဒီ campaign ကိုပါဖို့အတွက်ဆိုရင်ဒေါ်လာ100ထည့်ရတယ်ပေါ့နော်ဒေါ်လာ100ကို trade မှာဒီ campaign မှာပါလို့ရတယ်ပေါ့သူကပြောတဲ့ခါကျတော့ spot ပဲเนาะ အာမကင်ရှိမှပြောဆော့ကအရှုံးနဲ့အမျက်နေတယ်ဆိုလို့ပြောလိုက်ပဲဒါပေမဲ့ဒီအချိန်မှာရှုံးလာတော့ဝဝကွဲပဲငိုရငိုချင်သွားတယ်။အုံရလောက်ထမင်းမစားနိုင်ဘူး။အဲအဲ့လိုဖြစ်သွားတဲ့ဆိုတဲ့ခါကျတော့ကျွန်တော်က market ထားလိုက်တယ်။ဖြစ်ပုံကကျွန်တော်က market ထားတယ်။ USD တရားမှာကျွန်တော်ကတရားထည့်ပြီးတော့ဒီဘက်က market လေးကိုငင်းနေရ။ငင်းနေရ။ငင်းနေတဲ့အချိန်မှာဘလို့ဖြစ်တယ်လဲဆိုတော့ကျွန်တော်ရဲ့ဖုန်းက slide ဒီဘေးကိုဆွဲရတဲ့ဖုန်းကွာဘေးကိုဆွဲရတဲ့ဖုန်းကိုလက်ကို တောက်မိတာဘယ်ကိုတောက်မိရလဲဆိုတော့ဘိုင်းဆွဲနေရာကိုတော့တောက်မိရယ်ဘိုင်းဆွဲနေရာကိုတောက်မိရယ်တောက်မိရဲ့အချိန်မှာဘယ်လိုဖြစ်တယ်လဲဆိုတော့ဝယ်သွားတာအဲ့ဒီကွန်ယူဝယ်သွားတာဝယ်သွားတဲ့ဈေးရလေထိတ်ဆုံးကဈေးကြီးမှာဝယ်သွားတာကျွန်တော်ဝယ်မိလိုက်တဲ့ကွန်ရဲ့ဈေးရ22ဒေါ်လာမှာဒေါ်လာတရားဝယ်လိုက်တယ်ကျွန်တော်ဘယ်အချိန်မှာပြန်ရောင်းမိလဲဆိုတော့8ဒေါ်လာမှာပြန်ရောင်းမိတယ်ခုနလက်လက်နေခွက်ဈေးလေဖြစ်တယ်နော်လက်နေရလည်းပါတယ်ကန်ဆိုးရလည်းပါတယ် ကျွန်တော်ဝယ်လိုက်မိတဲ့ဈေးက market price နဲ့ဝယ်လိုက်တဲ့ဟောကိုကျွန်တော်ကငင်းနေနေဗတိမထားမိပဲနဲ့အဲ့လိုမျိုးဆွဲမိသွားတာပေါ့နော်ဆွဲတဲ့နေရာကလည်းဘိုင်နေရာကွက်တီပဲရောက်ကြတာရောက်ကြတဲ့အချိန်ကျတော့ဒီမှာကျွန်တော်ဝယ်လိုက်မိတာစကွန်ကို22ဒေါ်လာနဲ့ဝယ်မိတယ်ပြန်ရောင်းလိုက်တဲ့ဈေးက10ဒေါ်လာနဲ့အဲ့ဒီမှာဘယ်လောက်ရှုံးလဲဆိုတော့ဟုတ်က85 80လောက်83လောက်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်ရဲ့ဒီတင်းကလူတွေဆိုတအားစတာ 3ရက်လောက်ထွေးမစားနိုင်ဘူးတကုံကုံဒီဘာလုံးမှလည်းမလုံးနိုင်ဘူးเนาะအဲ့လိုမျိုးဖြစ်တယ်ဆိုတော့အအကုန်လုံးလည်းတတိထားမလို့ရအောင်လို့ကျွန်တော်ကဒီနေရာမှာကျွန်တော်ရဲ့အအစ်ရီယာလေးတွေကို share မေးရဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကိုကိုကတတိမထားမိပြီဆိုအမားဖြစ်တတ်တယ်ပေါ့เนาะဖြစ်တတ်တယ်ဆိုတဲ့ခါကျတော့ကိုကတခုခုလုံးမယ်ဆိုရင်အကုန်လုံးတတိချာချာလေးလိုက်ပြီးတော့ကြည့်ပေါ့ကြည့်ပြီးတော့မှအဲ လုပ်တယ်ဆိုရင်တော့ပိုကောင်းပါတယ်ဒီမှာအောက်မှာ Jerry ပြောနေတယ်လို့ပဲ campaign လဲပြီးရော not eligible ဖြစ်တယ်ဆိုတော့တကယ်ဘာလို့လဲဆိုလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်သူက FC access က FC access ဆိုတာက fuck and fast ဦးရလူစတင်နဲ့ပေးတာဦးရလူစတင်နဲ့ပေးတာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ကအဲ့ဒီမှာမရလိုက်ဘူးပတ်စံလဲကုန်တယ်ကျွန်တော်လည်းမရလိုက်ဘူးအဲ့လိုနေဖြစ်ကုန်တာပေါ့နော်အဲ့လိုနေဖြစ်ကုန်တာကျွန်တော်တော်တော်လေးအသေးပေါက်သွားတယ်ပေါ့အဲ့ဒီကစပြီးတော့ကျွန်တော် market ကိုတိတ်မတုံးတော့ဘူးပေါ့နော်ဒါပေမဲ့ဒီနေရာမှာတော့ရှင်းပြလိုက်တယ်နော်ခါတယ်ဟုတ်ကဲ့ပါ